စကိုင်းတိုင်းပလဲမြို့နယ်တဲကကန်တော့စကန်သိန်းတိုက်ပွဲတွင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကစစ်ကောင်စီတပ်ရဲ့ဂျက်တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့ဒီပြပါတယ်။တပ်ပွဲပြင်းထန်နေတဲ့ကန်တော့စကန်သိန်းတိုက်ပွဲတွင်လေကြောင်းပစ်ကူပေးတဲ့အဲ့လေယာဉ်ကိုဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်လောက်မှာပစ်ချနိုင်ခဲ့တာလို့ PLA ဘက်ကဆိုပါတယ်။ကန်တော့ရဲ့စကန်မှာအပေါ်ရစာချင်းတွေကနေ့ရက်နေ့မနေ့တည်းကွာပေါ့နော်။9:00လောက်ကနေစဖြစ်တာဒီနေ့ဒီဖြစ်နေတယ်။ ။ရန်သူကလည်းကျွန်တော်များကဘုံကြီးကျဲနေတယ်။ဘုံလုံးကြီးအတွက်ကိုထောင်ကနန်းလောက်ကနေပြီးတော့မှန်းစားရတယ်ပေါ့နော်။တကယ်ဟိုအတိအကျတွေလည်းကျွန်တော်တို့မသိရသေးဘူး။အဲ့တော့ဒီနေ့အဲချက်ဖိုက်တာတစဉ်အဲသူဟိုဘုံချဖို့ပေါ့နော်။ဘုံကျဲဖို့ပြန်လာတဲ့ချိန်မှာကျွန်တော်တို့ရဲဘော်တွေကအတီရလေးရဲဘော်တွေကပြစ်ချလိုက်တယ်။ ဟိုကြက်ခိုက်တာပြတ်ကျသွားတယ်အဲ့ဒါကတော့ဂျင်းတည်တယ်ပေါ့နော်ပြလေတက်တွေဟာကန်တော့စခန်းကိုဇွန်လနေ့ရက်နေ့ကတိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ဘက်ကလည်းသူတို့ထောက်ခံနေ MD ရွာကနေလူအင်အားရိတ်ခါခဲရန်တွေဖြစ်တိမှုစ조사နေတာဖြစ်ပါတယ်တစ်ချခံလိုက်ရတဲ့လင်းဟာတရုတ်ထုတ် F7 အမျိုးအစားတိုက်လင်းဖြစ်ပြီးမကွေးလေတက်ကတက်လာတဲ့လေရင်ဖြစ်တယ်လို့ကနဦးတီးပြထားပြီးအသေးစိတ်ကိုတော့ထပ်ပြီးစုံစမ်းနေတယ်လို့စီရီယံဘုံကြီးကိုစင်ရောကလည်းပြောပါတယ်။ ဆက်အသွယ်ပြတ်တောက်သွားတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ကြားသိထားရတာရှိပါတယ်အဲ့တော့လေယာမတ်တရားလေယာမတ်16ခုခု F7M အမျိုးအစားမကွေးနေတာကနေအဲတိုက်နေရင်ဒစီကိုကျွန်တော်တို့အတီးပြူထားတာဖြစ်ပါတယ်အတီးပြူနေစေဖြစ်ပါတယ်ပေါ့တခြားခံလိုက်ရတဲ့စကောင်စီရဲ့ချက်ပိုက်တာဟာပလဲမြုံနဲ့စီပြူကုံရွာတွေကိုပြက်ကျသွားခဲ့တာဖြစ်ပြီးအခုလိုမျိုးပြစ်ချနိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်လို့ဒေသခံတို့ကလည်းဆိုပါတယ် ဒီကောင်ရွာတဲ့မီးကိုလောင်လို့ပြည့်ပြက်ကြတာပဲမီးတားကိုလိမ့်လောင်နေရပဲဒီလိုအောင်မြင်အဝမ်းမမှုမျိုးတစ်ခါမှမဝမ်းမဘူးချက်ပိုက်တာပြစ်ချခံရတဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဆက်ချွေရမှုကြောင့်လို့ထုတ်ပြန်ထားပါတယ်ကနောင်းစကန်သိန်းတိုက်ပွဲစတင်ကလေးကလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေတာဖြစ်ပြီးအခုချိန်ဒီဆိုဘုံလုံးရေရာနဲ့ချီပြီးကျဲချပြီးပြီလို့ BLA ဘက်ကပြောဆိုထားပါတယ်ကျွန်တော်ထပ်အောင်ပါ